င်းငွေကဒီလိုစူပွဲနေရဲ့မြေအုံးမိရှေကြီးကိုဈေးတန်လေးနဲ့ဆိုင်ရမယ်ဆိုရင်စိတ်ဝင်စားပါသလားဟုတ်ပါတယ်ဒီဆိုင်ကတော့မကွန်းနေလာဖွင့်ထားတဲ့မကိုအချီခေါဆွေးဆိုင်ပဲဖြစ်ပါတယ်ဒီဆိုင်ကမနေ့ကတော့မန်လေးမှာဖွင့်ခဲ့တယ်လို့ပြောပါတယ်မန်လေးမှာငလင်လို့ပြီးတော့နောက်ပိုင်းမှာပြုံးနေလာရင်မှဖွင့်လာတာပဲဖြစ်ပါတယ်ဒီဆိုင်လေးစာလေးကတော့ပြုံးနေဈေးလေးမီပွဲနေနဲ့ကြော်ဝီဆိုရင်မြန်ပြထားတဲ့ဒီမြန်ပြထားတဲ့နေတက်တက်လေးဝင်လာလိုက်ပြီဆိုရင်အခွေလေးနည်းနည်းရောက်ပြီဆိုရင်ဒီဆိုင်ကိုတွေးပါမယ်ဒီဆိုင် င်မှာရနိုင်မဲ့မီနူးတွေကတော့အများကြီးပဲရရှိနိုင်ပါတယ်။မီနူးထဲမှာလည်းဈေးတွေကအတူရေးပေးထားတဲ့အတွက်ဝယ်စားရတာတော်တော်လေးအဆင်ပြေပါတယ်။ဈေးမှာရရတဲ့ဟာတွေပြုတ်ပြတ်လို့ရတာ။ဟုတ်ပါဘူး။အမေသားခောက်ဆွဲရတယ်မြို့ရှိရတယ်အမေသားနဲ့ဆိုရင်တော့အမေသားအမေလုံးအမေဆုခောက်ဆွဲအာပေါ်သားဆိုရင်တုတ်ထတာနိုင်ရိုးပေါင်းဝက်လက်ဟုတ်ဘူးဝက်နိုင်ရိုးပေါ့အာပြီးချက်သားဆိုရင်ချက်လုံးချက်ပေါင်း ကျက်အမြင့်ချက်ရတာခေါဆွဲရအစည်းအဝေးစီကျက်မိရှေဆံပြားဖတ်ထုတ်ရကျွန်တော်ကတော့စပြီးတော့မှဆွေပြပါတော့မှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်စပြမှာတော့အမဲလုံးခောက်ဆွေခောက်ဆွေအဖွဲနဲ့ပေါ့နော်ဒီအရင်စပြမှာဖြစ်ပါတယ်ကြည့်ပါတယ် ဒီအမဲလုံးခောက်ဆွဲရဲ့အရာတော်ကိုပြောပြပါဆိုရင်တော့တော်တော်လေးကောင်းပါတယ်ဘလို့ကောင်းလာလဲဆိုတော့ဒါအမဲလုံးနဲ့ထက်တာတော့ဒီအမဲဒါအရာတော်တွေနဲ့တို့လုံဝကိုပြပြဆုံနဲ့အာခောက်ဆွဲတစ်ခွဲလုပ်လဲဆိုလို့ရပါတယ်ဝမ်ဒါဖူးတော့ပေါ့နော် ီဆိုင်မှာလုံးဝကျွန်တော်အကြိုက်ဆုံးအစားအစာတစ်ခုကိုညို့ပေးပါဆိုရင်ဒီဒီတစ်ခွက်လဲပါတယ်ပေါ့နော်ဒါတော့ဝန်တဘူးတုတ်ပဲဖြစ်ပါလေဒီကစားလိုက်တဲ့အခါမှာအေးအေးဆက်ဆက်လေးနဲ့ဒါနည်းနည်းချူချူလေးနဲ့ပေါ့နော်တော်လေးစားလို့ကောင်းတယ်ပြီးတော့ဒါမြေဘေးဆိုင်လည်းပါတော့တော်တော်လေးစားလို့ကောင်းတယ်ဒါလေးတော့မလာဟင်းပွဲတီးပဲဖြစ်ပါလေပေါ့နော်ကြီးရိုလေးနဲ့တင်အောင်တော်လေးစားချင်းပွဲရပါတယ်ဒါလေးကတော့ဝတ်ဥချိုခောက်ဆွဲပဲဖြစ်ပါလေအစီနဲ့လုတ်ပေးထားတာပေါ့နော်ဒီခောက်ဆွဲကတော့အာဝတ်တာဘက်ကြိုက်တဲ့လူအတွက်ဆိုရင် ရှယ်ပါပဲ ပါရဗျာစားပါအောင်ကျွန်တော်ဒီတပွဲတော့စားလိုက်တဲ့အခါမှာဒါအာတိတ်တဘောမကြဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဝက်သားမကြိုက်လို့ပေါ့နော်ဝက်သားပဲမကြိုက်လို့အနဲ့လည်းတိတ်မကြိုက်ပါဘူးမာလာဟင်းပေါ့နော်လာလာဝက်သားတော့နေရဒါတော့မြေဦးမြေရှိပေါ့နော်အာတယောက်လည်းစားမှန်ဆိုရင်လုံးဝမကုန်နိုင်ပါဘူးဒါနေရောက်ဆိုရင်တော့အဝပေါ့နော် ဒီမီအိုမီရှိဟာဆိုရင်ကျဲဝဲအမဲနဲ့မာလို့ရတယ်ပေါ့နော်ကျွန်တော်တို့အမဲသားနဲ့မာတာပေါ့နော်ချင်းချင်းဆက်ဆက်လေးနဲ့ဒါရဲသူ့ရဲ့အချင်းတွေပေါ့နော်ကြိုက်လို့ထဲစားရရပေါ့ ဒီမီအိုမီရှိရဲ့အရာလေးကတော့ချင်းချင်းဆက်ဆက်လေးနဲ့ပေါ့နော်ပြီးတော့ဆိုင်ရှင်တွေကိုအဆက်ရှော့ပေးခိုင်းချင်လည်းရပါတယ်ပြီးတော့ဒီအိုအောင်မှဆိုရင်အပူပေးတာပေါ့နော်ဒါကတော့မြေအိုမီရှိလူမျိုးပဲတမျိုးရတဲ့ဒီဒါကတော့အသားတွေကကောက်ရုံနဲ့ပဲရတဲ့ဟာပေါ့နော်တော့ရှိုးကြည့်လိုက်ပေါ့နော်ဒါမဟာဟာတော့အများကြီးပဲဒါတော့တိတ်မီစောင်းနိုင်ပေါ့ဒါအများကြီးကြံနေရပေါ့ဒါနည်းနည်းပဲဆက်လိုက်ရင်လည်းအရင်ဝါပါပေါ့ ဆိုတော့ဒါဒါရောဒီမှာထားပေးထားပါတယ်အဲများတို့ပဲလာစာပေးလိုက်ပါဆိုတော့အားလုံးပဲမြတ်တာပါဆုံးနေရှိပြီးတဲ့ဒီလိုပြပါတယ်အာကျွန်တော်ဒီဗီဒီယိုကိုအာ follow like and share လေးလုပ်ပေးထားလို့ပါဆိုတော့ဒါပါ